ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒုခရဲ့ဝိုင်းတော်သားတူဖြစ်တဲ့ဟီဆေပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာတာတီရေးသားထားတဲ့ကဝေတိုင်းဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။ကျုပ်တို့အညာမှာခိုက်ခိုက်တုံအောင်ချက်နေတဲ့နဒေါ်လာကြီးဗျ။ကျုပ်ကောင်းကောင်းမှတ်မိနေတယ်။ခြံလွန်လို့မနဲ့အေးရာကနှွေးထမင်းချံမစားနိုင်ဘူးဗျ။ ။ထမင်းချန်ကရီခဲတုံးလူကိုအေးဆန်နေတာ။အမေကအေးရကနေစောစောထားပြီးထမင်းကြော်စားရတာ။ထမင်းကြော်ပူပူလေးကိုမှုံမှုပြီးညာကကြံနဲ့ဟင်းချန်နဲ့စားရတာလှုပ်ကောင်းတာဗျ။စားရင်တောက်ရင်ရင်နွေးချမ်းပူပူလေးကိုတဖူးဖူးနဲ့မှုံတောက်ရင်နွေးသွားတာမျိုး။ပြီးရင်တော့နဂါစီပေါ်လေးကလေးဖွာရင်တောင်တွေးမြောက်တွေးပေါ့ဗျာ။တာတေးရေဟေးတာတေးဝိုင်းထဲမှာကနှင်းတွေကြပြီးပိတ်နေတာဗျ။ဝိုင်းဝါကလူကိုမြင်ရတာမဟုတ်ဘူး။ ဒါပေမဲ့ကျုပ်ကအတန်တော်တော်များများကိုမှန်းမိနေပါပြီဗျာ။ဟဲ့ဒါဒီနင့်ကိုလားခေါ်နေတာဘယ်သူတို့။ဘယ်သူရှိဦးမလဲအမေရ။ဗန်ပွေကုန်းကကိုကြီးဆန်ရေးပေါ့ဗျာ။အော်ဆန်မောင်သာအကျဲလား။ဟုတ်ပါဗျာ။ဗန်ပွေကုန်းမှာကဆန်အေးနှစ်ယောက်ရှိတာဗျ။တယောက်ကငငယ်တုန်းကထသီးဆန်တိတ်ကြိုက်လို့ထန်သီးဆန်အေးလို့ခေါ်ကြတယ်။ဖူးဆန်မောင်ရတကူဆန်အေးကိုတော့စကားပြောရင်အော်ကျဲအော်ကျဲနဲ့ပြောလို့အာကျဲဆန်အေးလို့ခေါ်ကြတယ်ဗျ။ ရိုးကိုကြီးဆန်အေးလာလီဗျာဝိုင်းနေကိုတုတ်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 နဲ့ဝင်လာတဲ့ကိုဆန်အေးကြီးကအိမ်ပေါ်တန့်တက်လာတာဗျဟာတာတရမင်းကထမင်းကျန်းတော်စားပြီးသွားပြီလားကွာငါကအဲ့ဒါအမိလားတာကိုဆန်အေးကြီးကတော့အိမ်ပေါ်ရောက်တာနဲ့တန်းစားတော်တာဗျကိုကြီးဆန်အေးရဲ့ချမ်းချမ်းစီစီနှင်းတွေပိတ်နေတဲ့ကြားထဲမှာဘယ်ရဘလို့ရောက်လာတာတုံးဗျကျုပ်ကရင်ွေးချမ်းတပည့်ကန်းငှက်ပြီးရင်မေးလိုက်တာဗျဟာကောင်တာတရား ဗန်ပွေကုန်းကဘိုးဆံမောင်ရဲ့သားတွေဘဝမှာမိုးရွာတာနှင်းကြတာချမ်းသာပူတာတွေမရှိဘူးကွဟေးကောင်ဆန့်အီသွားလို့ဆိုရင်ချက်ချင်းဝိုင်းဝါရောက်နေရတာကွသွားတာပေါ့အဘရဲ့နေပူနေသေးလို့တို့ဘာလို့ပြောလိုက်မိရင်တော့အနာမှာရှိတာနဲ့ကောက်ပေါက်တော့တာဟိဟုတ်တယ်ဗျကိုဆန့်အီပြောတာအမှန်ပဲကိုဆန့်အီတို့ဘိုးတော်ကြီးကလှုပ်စိတ်တူတာဗျဗန်ပွေကုန်းကလူငယ်တွေက သူ့ကိုဘိုးစိတ်တူလို့ခေါ်ကြတာဗျ ကျုပ်တို့ထဏောင်းကုန်းတကြီးဥဖိုးတန်တဲ့တပုံစံတွေတဲ့ပေါ့ဗျာကျုပ်တည်တဲ့နဂါစေဘောလိတ်ကလေးကိုကိုဆန်အေးကြီးကအာရပါရကိုဖွာနေတာဗျဒီလိုအေးနေတဲ့အချိန်မျိုးမှာစေဘောလိတ်ကလေးဖွာလိုက်ရရင်နှွေးသွားတယ်လို့ကိုစိတ်ထဲထင်တာဗျနို့နေပါဦးကိုကြီးဆန်အေးရဲ့အခုလာတာဘိုးဆန်မောင်လို့လို့လာတာလားအေးလေကွာမနေ့ကညနေဆောင်ကလေးကမင်းဆရာကြီးဘိုးလူပေးရောက်လာတယ်ကွာညကလေးကမနေ့စောစောထားပြီးမင်းကိုတွားခေါ်ဖို့ငါ့ကိုခိုင်းထားတာကွာ သူ့အိယာကမနိုးခင်ငါကထွက်လာရတာသူ့အိယာကနိုးလို့ငါမသွားသေးဘူးဆိုရင်ငါ့ကိုခြေထောက်နဲ့ပြည့်ကြောင်မှာတေးကြတယ်ကွာကိုကြီးဆန်အေးပြောတဲ့ခြေထောက်နဲ့ကြောက်တယ်ဆိုတာကန်နာကို ပြောတာဗျကိုကြီးဆန်အေးပြောတာကိုကြုတ်ယုံနေဘူးဆန်မောင်ကတကယ်လုံမဲ့ဘိုးတော်ကြီးဗျအမေတို့အဖတို့ကလည်းကြုတ်အကြောင်းတီးပြီးသားပဲဗျကြုတ်ဆရာကြီးဘိုးလူပေးရောက်တယ်ဆိုကြတဲ့ကတနေရာကိုခရီးထွက်တော့မယ်ဆိုတာတွက်ပြီးသားပေါ့ဗျကိုဆန်အေးကကြာကြာမနေဘူးဗျဖြင်းတကြွကြွဖြစ်နေတာဗျို့ ကြာရင်လည်းအိမ်ပြန်ရောက်ရင်အငေါက်ခံရအောင်ပါလေဗျကျုပ်လည်းချက်ချင်းထပြီးလိုက်လာခဲ့ရတယ်နင်တော်ထဲမှာပဲတိုးပြီးသွားရတာပေါ့ဗျဘူးဆံမောင်တို့အိမ်ကြီးဘော်ကိုတက်လိုက်တော့ဖះဆင်ရှိမှဘူးလူပီကပဒေးစိတ်နေတယ်ဗျရောင်တစောင်းလေးထုံထားတဲ့ဘူးလူပီကတော့ဒီအရွယ်တိုင်းမှာပဲဗျခဏကြာတော့ဘူးလူပီကပဒေးစိတ်တာပြီးသွားပြီဟောမောင်တာဒီရောက်နေပါပြီလားကွကျုပ်ကဘူးလူပီကိုကတော်လိုက်တယ်အလုံးနေထိုင်ကောင်းကြရဲ့လား ဟုတ်ကဲ့ကောင်းကြပါလေဆရာကြီးကျုပ်တော်ဒီဘက်မရောက်တာအတော်လေးကြာသွားပြီနော်မောင်တာတီဟုတ်ပါတယ်ဆရာကြီးအေးအေးအကြောင်းကရှိလာပြီဆိုတော့လေရောက်လာရတာပေါ့ကွယ်ကျုပ်တို့ခရီးထွက်ကြရမယ်မောင်တာတီဟုတ်ကဲ့ပါဆရာကြီးကျုပ်ဘက်ကတော့အဆင်သင့်ပါပဲတာဒုတာဒုကဲမောင်တာတီကောင်းငင်းပေါင်းနဲ့ငချောက်ကျော်လေးတွေစားလိုက်အောင်ကွယ်ဆရာကြီးသုံးဆောင်မှာကျုပ်စားခဲ့ပြီးပါပြီဟာ တာတရလဲကွာမဟုတ်တာပဲထတ်စားစမ်းပါကွာဘိုးဆံမောင်ကကျုပ်ကိုကောင်းညင်းပေါင်းနေထဲ့ပြီးအတင်းကျွေးတော်တာဗျခရီးကတော့နည်းနည်းကျမ်းပဲကွလဲတတန်လေးတတန်သွားရမှာပဲမသွားလို့ကလည်းမဖြစ်ဘူးကွခုနှစ်ရွာစားကြည်တော်ကဝေမားဆိုတာတို့တို့ကိုတောင်းချမ်းနေတာကွနေပါဦးဆရာကြီးရဲ့ဒီကဝေမားကိုဘာဖြစ်လို့ခုနှစ်ရွာစားလို့ခေါ်တာတုံးဗျကျုပ်ကဘိုးလူပီပြောတဲ့ခုနှစ်ရွာစားကြည်တော်ကဝေမားဆိုတာကို တော်တော်လေးစိတ်ဝင်စားသွားတာပြုခုနှစ်ရွာစားလို့ခေါ်တာကဒီလိုကွအဲ့ဒီနေရာမှာကြည်တော်စင်မလက်ပဒံရာကြီးကုန်းကျုံရွာမြခိုဓာတ်တော်ဆိုပြီးရွာခုနှစ်ရွာ ရှိတယ်ကွတရွာနဲ့တရွာက မလက်မကန်းတွေပဲဒီကဝေမကြည်တော်မှာကဝေတိုက်ကြီးဖွဲ့ပြီးနေတာတဲ့ကွဗျာကဝေတိုက်ဆိုတာဘလို့ဟာတော့ဆရာကြီးရဲ့ရွာတရွာရဲ့သုံးပုံတပုံလောက်ကိုဝိုင်းကြီးကပြီးဝိုင်းထဲမှာအိမ်တွေအဆောင်ကြီးတွေစောက်ပြီး တတိတနံလုတ်ပြီးနေတာတဲ့ကွအတိထဲမှာပဲတပည့်တပန်းတွေလက်ခံပြီးသုံးပညာကဝေးပညာတွေကို သင်ပေးတယ်ပညာအဆင့်တွေတက်ပေးတယ်လာပြီလာခွေညတွေဆိုရင်ကြည်တော်ကဝေးမရဲ့တပည့်ဆုံးမတွေကတောက်စားကြတယ်တောက်စားတယ်ဆိုတာသူတို့ပညာတွေကို နှုတ်ပြီးပညာဇတ်တွေထုတ်ကြတာပေါ့ဗျာတချို့လဲမီလုံကြီးတွေဖြစ်ပြီးကောင်းခင်မှာပြန်ကြသွားကြတာပေါ့ဒါဆိုရင်ကြည်တော်ကဝေးမကကြည်တော်ရွာထဲမှာပဲနေတာပေါ့ဆရာကြီး မဟုတ်ဘူးမောင်တာတရဲ့ရွာနဲ့မလက်မကမ်းမနေတာရွာကတက်တက်သူတို့ကတက်တက်ကွယ်ဒါဆိုရင် ခုနှစ်ရွာစားလို့ခေါ်တာကတော့ဆရာကြီးအေးစောစောကကြုတ်ပြောတဲ့စင်မားတို့ရာကြီးကုန်းတို့ဆိုတဲ့ရွာခုနှစ်ရွာကနေပြီးဒီကဝေမကိုအခွန်ဆက်တယ်လို့ဆက်နေရတာတဲ့ကွယ်အဲ့ဒီခုနှစ်ရွာကဆက်တဲ့အခွန်တွေနဲ့ဒီကဝေမကဘယင်မလို့လုံနေတာဆိုပဲသူကိုအချိန်မမှန်မဆက်တဲ့ရွာဆိုရင် သူတို့တတ်တဲ့ပညာတွေနဲ့အမျိုးမျိုးဒုက္ခပေးကြတာဆိုပဲအဒီခုနှစ်ရွာလုံးကကြည်တော်ကဝေမကိုရောသူ့တပည့်ကဝေကြီးတွေမောက်ကင်မောက်ပြားကြီးတွေစက်ကြီးနင်းနိုင်တဲ့ကဝေမတွေအားလုံးကိုတုံးနေအောင်ကြောက်ကြရတာတဲ့မောင်တာတေးရဲ့ဟာတော်တော်ကိုဘူကြတဲ့ကြည်တော်ကဝေမပဲဗျာဘူကြတာတော့မပြောနဲ့တော့မောင်တာတေးကြည်တော်ကဝေမကသူ့လူချင်းနဲ့လို့ပြောတာနဲ့ချက်ချင်းအရောက်ပို့ပေးကြရတာဆိုပဲနည်းနည်းပါးပါးလွဲချော်သွားလို့ကတော့ ကြည်တော်ကဝေမရဲ့အမျက်တော်တင်တရွာလုံးဖိုက်တွေအောင်ခေါင်းနေမှုပြီးအိုဟစ်နေကြရတာဆိုပဲဒီအထဲမှာသူတို့ကိုကလန်ကဆန်လှုပ်တဲ့လူဆိုရင်တော့အသေးဆိုးနဲ့တီအောင်လှုပ်ကြတာတဲ့ကွယ်ဟာတူတော့ကိုစိုးနေတာပါလားဆရာကြီးရေအေးဒါကြောင့်အထက်ပထမပုဂ္ဂိုလ်ကြီးတွေကအဲ့ဒီရွာခုနှစ်ရွာကိုကဲတင်မှုကျုပ်ကိုတာဝန်ပေးလိုက်တာပေါ့မောင်တာတည်းရေသူတို့ကိုဘယ်လိုကြေရမှာတော့ဆရာကြီးကြည်တော်ကဝေမရဲ့ကဝေတိုက်ကိုဖြိုပြရမှာပေါ့ကွယ် ြီးရင်အဒီခုနှစ်ရွာထဲမှာ သူတို့စီကပညာယူထားတဲ့သူတွေကိုပညာစွန့်ခိုင်းရမှာပေါ့တိတ်တော်မလွယ်ဘူးထင်တယ်ဆရာကြီးရဲ့မောင်တာတီးပြောတာဟုတ်တယ်ကွလွယ်တော့လွယ်မှာမဟုတ်ဘူးဒါပေမဲ့အထက်ကပြီးတဲ့တာဝင်းဆိုတော့ကျုပ်အနေနဲ့လွယ်တာခက်တာတွေအသာထားပြီးကိစ္စပြီးမြောက်အောင်လုပ်ရတော့မှာပေါ့ကွအဓိကကတော့လက်ဦးမှုရဖို့ပဲကွနောက်တနေ့မှပဲအဖနဲ့အမေကိုခွင်တောင်းပြီးကျုပ်ဆရာကြီးဘိုးလူပေနဲ့ခရီးထွက်ခဲ့တယ် ။ဆရာကြီးပြောတဲ့အတိုင်းပဲပြု။ခြေချင်းတစ်မျိုး၊ကားနဲ့တစ်မျိုး၊လဲနဲ့တစ်မျိုး။သွားရင်းနဲ့နောက်ဆုံးကြတော့ယာကြီးကုံဆိုတဲ့ရွာကိုကျုပ်တို့ဆရာတပည့်ရောက်ခဲ့တယ်။ယာကြီးကုံကအင်ဂျီ900လောက်ရှိတဲ့ရွာဗျ။ရေကန်မြေကန်ကလည်းကောင်းချက်ဗျ။တရွာလုံးတစ်ပင်ကြီးတွေစိမ့်ဆိုပြီးညှို့မိုင်းနေတာဗျ။ကြည်တော်ကဝေမအပိုင်စားနေတဲ့ရွာခွနရွာမှာကြည်တော်နဲ့အဝေးဆုံးရွာပဲဗျ။ဒီရွာမှာဘိုးလူပေရဲ့အတိတ်တယောက်ရှိတယ်တဲ့ဗျ။ရွာထဲရောက်တာနဲ့ ဘူးလူဘေးကသူ့အတိအိမ်ကိုရှာတယ်။လိုက်ပိုးတဲ့လူကတေးသေးချာချာပို့တယ်။ရွာတောင်ပိုင်းမှာဗျ။နာမည်ကဦးထွန်းနဲ့ကျို့တူကိုလိုက်ပိုးတဲ့လူကကိုစင်ပေါ့တဲ့။ဘိုးထွန်းပြိုးဘိုးထွန်းဒီမှာဧည့်သည်တွေလာလို့ဗျ။ကိုစင်ပေါ့ကအော်လိုက်တော့နှဆောင်မြိုင်အင်ကြီးရဲ့အပေါ်တဲ့ပဒင်းပေါ့ကနေအသက်60လောက်ရှိတဲ့ဘိုးတော်ကြီးတယောက်ခေါင်းပြူကြည့်တယ်ဗျ။ဟာစင်ပေါ့ပါလားအိမ်ဘော်ကိုခေါ်ခဲ့လေကွာ။ ကျုပ်တို့ခြေတန်းရှိအင်ကြီးပေါ်ကိုတက်ခဲ့ကြတယ်။ဘိုးတွန်းအင်ကိုလိုက်ရှာနေလို့ကျုပ်ခေါ်လာခဲ့တာဗျ။ဘိုးတွန်းဆိုတဲ့ဘိုးတော်ကြီးကလည်းဘိုးလူပီလိုပဲရောင်တစောင်းထုံးလို့ဗျ။ဘိုးလူပီကိုမျက်မှောင်ကျုပ်ပြီးတည်တည်ချာချာကြည့်တယ်။အကူထွန်းကျုပ်ကိုမမှတ်မိဘူးလား။ကျုပ်လူပီလေ။ဟာကိုလူပီဝမ်းသာလိုက်တာကိုလူပီရ။ဘုံစားကြီးဆိုတော့ကျုပ်ကမမှတ်မိဘူးကွ။မျက်စိတွေလည်းမှုံလာပြီကိုလူပီရ။ အကိုထွန်းအသက်ဘယ်လောက်ရှိပြီတော့60နဲ့ရှစ်နှစ်ရှိပြီကိုလူပီရဲ့ကိုလူပီကတော့အရွယ်တင်မဗျာနို့အသက်ဘယ်လောက်ရှိပြီတော့ကျုပ်လည်း90ကျော်ပြီ အကိုထွန်းရဲ့အော်ကိုလူပီအပါကျုပ်တို့ဇာကြီးပထမန်ဥပါမရှိတော့ကလေးကမစုံပြစ်ကြတော့ဘူးမလားဟိုတုန်းကတော့တနစ်တစ်ခေါက်တော့ဆရာကိုကြောဖို့ရောက်နေကြလေရောဆရာမရှိတဲ့နောက်တော့မရောက်ဖြစ်တော့ဘူးပေါ့ကိုလူပီရဲ့ခဏနေတော့ကျုပ်တို့ကိုလိုက်ပို့တဲ့ ကိုစင်ပေါက်ပြန်သွားတယ်ဗျ။အကူထုံးအိမ်သူရောမမြင်မလား။မရှိတော့ဘူးကိုလူပေးရဲ့လွန်ခဲ့တဲ့နှစ်နှစ်ကပဲဆုံးသွားပြီ။ကျုပ်ကတားနေအောင်နဲ့အတူတူနေတာ။အကြီးကောင်ရောအငယ်ကောင်ရောအိမ်အောင်လေးကြပေမဲ့တာသမီးကတယောက်မှမထွန်းကားကြဘူးဗျ။အခုတော့ຢာတဲ့ဆင်းသွားကြတယ်။ညနေရောက်မှပြန်ရောက်မှာ။ नो ကိုလူပေးတို့ထမင်းရောစားပြီးပြီလား။ဟာစားခဲ့ပြီးပြီအကိုထွန်းရဲ့ဟဲ့လုံးတင်အဲ့ဒီနန်းတွေထားခဲ့ပြီးတော့ຢာတဲ့ကိုလိုက်သွားစမ်း။ အိမ်မှာကျုပ်ဆရာကြီးရဲ့သားဧည့်သည်တွေရောက်နေတယ်လို့စောစောပြန်ခဲ့ကြလို့တွားပြောလိုက်ချက်ဖို့ပြို့ဖို့တခါတည်းပြင်ဆင်ခဲ့လို့ကြာလာလုံးတင်ဟုတ်ကဲ့ဟုတ်ကဲ့ဘိုးကြီးကျုပ်အခုပဲတွားလိုက်မယ်ကျုပ်တို့ဝင်လာတော့ကဝိုင်းထဲမှာနှမ်းပြနေတဲ့မိမကိုဖူးထွန်းကလမ်းပြောတာဗျဘိုးလူပေကိုခေါင်းရင်းမှာနေရာထိုင်ခင်းပေးထားပြီးရင်းနှွေးချမ်းတို့လက်ဖက်ရည်တို့ကိုသူ့ကိုယ်တိုင်ထပြီးလှုပ်ပေးတာဗျကျုပ်ကတော့လွယ်အီထဲကငကားစီးဘောလေးကလေးတစ်လေးထုတ်ပြီးကျုပ်ရဲ့လက်ဆွဲတော့ တနုပြူတော်ကြီးမိခတ်နဲ့မင်းညီလိုက်တယ်။ငကားစီဘောလက်ကလေးဖွာလိုက်လက်ဖက်ကလေးစားလိုက်ရင်းနှွေးချမ်းလေးတောက်လိုက်နဲ့အမောဖြေနေရတာပေါ့ဗျာ။ကျုပ်ဆရာကြီးဘိုးလူပေးကတော့ဘာမှကိုဖြစ်ပုံမရတာဗျ။မောပုံပန်းပုံလည်းမရဘူးဗျ။ကျုပ်နဲ့တွေ့စားတော့ကမှစေးတန်လေးတောက်တာတွေ့သေးတယ်။နောက်ပိုင်းတော့စေးတန်တောင်မတောက်တော့ဘူးဗျ။ဆရာကြီးစေးတန်မတောက်တော့ဘူးလားလို့ကျုပ်ကမေးတော့ဆရာကြီးကခေါင်းခါပြပြီးပြောတယ်။အပူဒုက္ခတွေဘာမှမလို့တော့ပါဘူးမောင်တာတည်း။ ဒီခန္ဓာဝင်ကြီးထမ်းရတာတင်လေးလာပါပြီကွဲလို့ပြန်ပြောဘူးတယ်ဗျအိမ်မှာလူရှင်းနေတုံဆိုတော့ဆရာကြီးကဖိုးထုံးကိုကြည်တော်ကဝေမအကြောင်းကိုမေးလိုက်တယ်ကိုလူပီးဒီကဝေမအကြောင်းတော့မပြောပါနဲ့တော့ကွယ်ဒီအနီနာကရွာခွန်ရွာကိုမလူရဲအောင်ချင်းချောက်ထားပြီးအခွန်ဘန္နာကောက်စားနေပါပေါ့လားဘယ်သူမှလည်းသူ့ကိုမတော်လန့်ရဲဘူးပုံမှန်အခွန်ဆက်တယ်လို့ဆက်နေရတော့တာပါပဲကွယ်နေတာကတော့ကြည်တော်ကနေခွေးတော်ဟောင်းလောက်ဝေးတဲ့နေရာမှာ အဝင်အဝိုင်းကြီးတိဆောက်ပေးနေတာကွလာပြီလာကွညရီဆိုရင် ကြည်တော်ကဝေးမရဲ့တပေတပန်ဆုံးမတွေတဝင်းဝင်းနဲ့တောက်စားကြတာလို့ဓာတ်တော်တို့လက်ပံကုန်းတို့ကတောင်မြင်ကြရတာကွတခါတခါဆိုရင်မီလုံကြီးတွေပြန်းနေတာတောင်မြင်ကြရတာတဲ့ဒီခုနှစ်ရွာတွေကသူတို့မကျေနပ်တဲ့ရွာဆိုရင်ဆုံးမကြီးတွေကလဒါကြီးတွေလုပြီးရွာပေါ်မှာဝဲနေတော့တာပါပဲကိုလူပီဒါဆိုရင်ရွာကလူတွေလည်းကြောက်လန့်ပြီးကြည်တော်ကိုလူလွတ်ဘာများမကျေနပ်လို့ပါလဲဆိုတာကိုသွားမြန်ပြီး ူတို့အလိုရှိတာကိုလုပ်ပေးကြရတော့တာကွတော်တော်ကိုလူပွားဝါတဲ့ကဝေမပဲအကိုထွန်းရဲ့တိတ်ဟုတ်တာပေါ့ကိုလူပီးရဲ့ကျုပ်ဖြင့်ကျုပ်ဆရာကြီးကိုတတိရလိုက်ပါတယ်ဆရာကြီးသာရှိရင်ကျုပ်ကိုယ်တိုင်လာပင့်ပြီးဒီကဝေတိုက်ကို ရှင်းဖို့ရှောက်ထားပါရဲ့ကွအခုတော့ဆရာကြီးကလည်းမရှိတော့ကျုပ်ကလည်းဆရာကြီးကပညာကိုဟိုးညာညာယူထားတာမဟုတ်ဘူးလေဒီတော့ကဝေမကိုအခွန်ဆက်ရတဲ့အထက်မှာကျုပ်ပါပါနေတော့တာပေါ့ကွမပူပါနဲ့အကိုထွန်းရဲ့ ဆရာပွားကြီးမရှိတော့ပေမဲ့ဆရာပွားကြီးရဲ့သားလူပေရှိပါတယ်ဗျာဒီကိစ္စကိုအမြင့်ပြတ်ရှင်းပြဖို့အထက်ပုဂ္ဂိုလ်ကြီးတွေကကျုပ်ကိုတာဝန်ပေးလိုက်လို့ကျုပ်လာခဲ့တာအကိုထွန်းရဲ့ဟာဟုတ်လားကိုလူပေကျုပ်ဖြင့်ကြားရတာဝမ်းသာလိုက်တာကိုကိုလူပေရဲ့အစွမ်းတွေကိုကျုပ်လည်းသတင်းသက်သေတော့ကြားပါတယ်ကျုပ်တို့ခုနှစ်ယောက်ကိုကဲပါအောင်ကိုလူပေနို့ဒီတငယ်ကဒီတငယ်ရဲ့နာမည်ကမောင်တာတီးတဲ့လူငယ်တလောက်အင်မတန်တတ်တီကောင်းတဲ့သူငယ်ပဲအကိုထွန်းရဲ့ ဟင်ဒီလိုသူသည်ကိုသည်လောက်ရမယ်ကိစ္စမျိုးမှာဒီတငယ်ကငယ်လို့များနေသလားလို့ပါကိုလူပီရေဘိုးလူပီကဘိုးထွန်းကိုပြုံးကြည့်ပြီးပြောတယ်ဗျဒီအတွက်တော့မပူနဲ့အကိုထွန်းမောင်တာဒီကကျုံနဲ့တွေးပြီးပွဲတော်တော်တွေးခဲ့ဘူးပြီးပြီးတော့အကိုထွန်းတိတယ်မဟုတ်လားအကိုဆိုင်နုံဖါကိုလေဟာဆရာနုံဖါကိုတိပါပြီလားကိုလူပီရဲ့ဆရာပူပွားရဲ့အားကိုးရတဲ့ညာလေးုံတပည့်ကြီးလေဟုတ်ပါတယ်အကိုထွန်း မောင်တာတေးကဆရာနွန်ဖားနဲ့လည်းတွေ့ပြီးအတွေ့အကြုံတွေရှိခဲ့ဘူးလေဗျ။ဟေးဟုတ်လားဒီတငယ်ကလူသားငယ်တယ်။ဇာကတဲမသေးပါလားကိုလူပီးရဲ့။နာမည်ကမောင်တာတေးတဲ့လား။음နေတက်ရေတက်မွေးတဲ့စနေသားလေးထင်ပါရဲ့။လို့ကျုပ်ကိုစိုက်ကြည့်ပြီးဘိုးထွန်းကပြောတယ်ဗျ။음တွေးမိရင်စိတ်မကောင်းဖြစ်ရတယ်ကိုလူပီးရဲ့။ဘိုးထွန်းကောက်ကငင်ကပြောလိုက်တဲ့စကားကိုကြတော့ဘိုးလူပီးကအံ့ဩသွားပြီး ။ဘာများတော့အကိုထွန်းရဲ့ဒီလိုပါကုလူပီးရဲ့ကုလူပီးရဲ့ဖခင် ပထမန်ဆရာပွားကြီးရှိစဉ်တုန်းကကျုပ်ကိုမကြမကြပြောတာကွယ်။ဟဲ့ငထွန်းနင်ငါစီကပညာကိုဘာဖြစ်လို့ထိထိရောက်ရောက်မယူတာတော့။တနေ့ကြရင်နင်မှားမှန်သိလိမ့်မယ်နော်ငထွန်းလို့ပြောခဲ့တာကိုကျုပ်နာထဲမှာပြန်ပြီးကြကြနေလို့ပါကွယ်။ဘိုးထွန်းပြောတဲ့စကားကိုကြတော့ဘိုးလူပီးကဘာမှပြန်မပြောဘဲခေါင်းငိတ်ပြီးပြုံးယုံပြုံးနေတယ်ဗျ။ကျုပ်လည်း ကျုပ်ဆရာကြီးဘိုးလူပေးကိုတည်တည်ချာချာတတိထားမိတယ်ဗျဘိုးလူပေးကကျုပ်စာပြီးတွေ့တော့ကလိုပဲဗျဒီအရွယ်တိုင်းမပြောင်းဘူးရောင်တစောင်းလေးထုံးလိုပဲဗျနှကံမွေးလေးတည်တည်နဲ့အသားကလက်လက်အမြဲတမ်းပဒီစိတ်တရားထိုင်လုံနေလို့လားတော့မသိဘူးဗျအသားရည်ကစူပြေးပြီးမျက်လုံးတွေကလည်းကြည်လင်နေတာဗျမျက်နှာမှာလောဘဒေါသအရေးတွေကင်းနေတော့ပိုပြီးကြည်လင်နေတာပေါ့ဗျခဏနေတော့ဆရာကြီးကဖိုးထုံးကိုကြည်တော့ကဝေမအကြောင်းထပ်မိတယ် နေုံကိုလိုပဲကျုပ်ကကြီးတော်အချောင်းကိုအကြံဖြင့်လောက်ပဲတည်တာအသေးစိတ်သေးတဲ့လူတစ်ယောက်ရှိတယ်ဒီကောက်နာမည်ကပူကားလို့ခေါ်တယ်ကျုပ်တို့ယာကြီးကုန်းကပေးဖို့တာဝန်ကြတဲ့စီတို့ဆန်တို့ငပိငချောက်တို့ငွေကြီးတို့ကိုပူကားကတော့တော့ပူရတာကွတရွာကိုတယောက်ပဲလာရတာသူတို့ကဝီတိုက်ထဲကိုလူစိမ့်လုံးဝအဝင်ခံတာမဟုတ်ဘူးသူတို့တတ်မှတ်ထားတဲ့လူနဲ့လှည့်ပဲဝင်ရတာဝင်ပြီးရင်ပေးစရာရှိတာပေးပြီးချက်ချင်းပြန်ထွက်ရတာတဲ့ကိုလူပီးရဲ့ဒီရွာခုနရွာကပုံမှန်ပို့နေတဲ့အခွန်ခရရင်းတွေတွင် ဒီကဝေတိုက်ကဟာမတွေကစားလို့ဘဲကုံမတော့အကိုထွန်းရဲ့ဟာဘဲကုံလိမ့်မတော့ကိုလူပီးရဲ့ဒါကြောင့်ကြည်တော်ကဝေမဆိုတဲ့ကောင်းမကသူ့ကိုယ်သူမျိုးစားမကြီးလို့လို့ဘယင်မလို့လို့ထင်းနေတာဖြစ်မှာပေါ့ကွယ်အင်းကြည်တော်ကဝေတိုက်ကဟာတွေတော့ကျုပ်နဲ့တွေ့ကြတော့မှာပေါ့အကိုထွန်းရကျုပ်ကလည်းအထက်ပုဂ္ဂိုလ်ကြီးတွေအမိန်ချလိုက်လို့ကတော့နင်းနေမှာလက်တုံနေသူမဟုတ်ဘူးအကိုထွန်းရဲ့ဝမ်းသာလိုက်တာကိုလူပီးရဲ့ကျုပ်တို့ရွာကလူတွေလည်း ဘာမှမတက်လို့သာခေါင်းငုံပြီးခံနေကြရတာကွစိတ်ထဲမှာတော့ဘသူမှကြည်နက်တာမဟုတ်ဘူးကိုလူပီးရဲ့နို့နေပေါင်းကိုကိုထွန်းရဲ့ဒီကဝေးတိုက်ကြီးဒီနေရာကိုရောက်လာတာဘလောက်ကြာပါတော့ဟာ6နှစ်9နှစ်လောက်ရှိပြီထင်တယ်ကွဘယ်နေရာကများဒီကိုရောက်လာတာတော့အကိုထွန်းရဲ့ကြုတ်ကြားတာကတော့ဟိုးတုံကနာမည်ကြီးခဲ့တဲ့ဆယ်တော်ကဝေးမရဲ့မျိုးဆက်တွေလို့ပြောတယ်ကွအင်းဖြစ်နိုင်တာပေါ့အကိုထွန်းရဲ့ဆယ်တော်ကဝေးမရဲ့အဆက်တွေမို့လို့ ကြည်တော်ကိုရွေးပြီးအတိုက်လာဆိုင်တာဖြစ်မယ်ဗျ။ဘိုးတွန်းပြောဘိုးတွန်းဟေးဘယ်သူတို့ဘိုးတော်ကြီးကပရင်ပေါက်ကနေငုံကြည့်တယ်။ဟာပိုကာပါလားမင်းကတော့အသက်ရှိအောင်မဲ့ကောင်းမဲ့ဟိအခုပဲမင်းကြောင့်ပြောနေတာကွာလာလာအိမ်ပေါ်တက်ခဲ့ရေငတ်တုံးရေတွင်းနဲ့ကြာဆိုသလိုဖြစ်နေတော့တာပဲဟိအသားညူညူခင်တူတူလူတယောက်အိမ်ပေါ်ကိုတက်လာတယ်ဗျ။စပင်ကကရုံးစတောင်းညံ့နဲ့တူတူကိုတန်မာမဲ့လူပဲပြော ဟဲ့ပူကလာဒီယိုဒါငါဆရာကြီးပထမန်ဆရာပွားရဲ့သားတပည့်ဆရာကိုလူပေးတယ်လာလာ အထက်ဆရာကြီးကိုဥခိုင်းကွယ်ကိုပူကဆိုတဲ့လူကဘူထုံပြောတဲ့အတိုင်းပဲပြုဆရာကြီးဘိုးလူပေးရှိမှယိုယိုသေးသေးထိုင်ပြီးဆရာကြီးကိုကြတော့တယ်ကဲပူကမင်းလာရင်ကိစ္စကိုအရင်ပြောစမ်းတခြားဘာကိစ္စမှမရှိဘူးဘိုးဘိုးအိမ်မှာဧည့်သည်တွေရောက်နေတယ်လို့လုံးတင်ကပြောသွားလို့ဘာများလောက်ကင်ပေးရမှာတုံးလို့လာမေးတာဘိုးရဲ့အော် ဒီလိုဆိုရင်တော့နေရာကြပြီပေါ့ကွယ်ဒီကဆရာကိုလူပီကကြည်တော်ကဝေးတိုက်ကိစ္စလာတာကွယ်ဆရာကြီးသိကျင်တာလေးတွေကိုမင်းကတည်တည်ချာချာပြော့ပြပြီးတော့ဟုတ်ကဲ့ဘိုးကျုပ်တိတာတွေပြော့ပြပါမယ်ဒီတော့မှဘိုးလူပီကစပြီးမေးတော့တာပြို့မောင်ဘိုးကအဲ့ဒီကြည်တော်ကဝေးမရဲ့ကဝေးတိုက်ကဘယ်နားမှာရှိတာတုံးကွယ်ကြည်တော်ရဲ့တောင်ဘက်ခွေးတဟောင်းလောက်ဝေးတဲ့နေရာမှာပါဆရာကြီးကြည်တော်နဲ့အဲ့ဒီကဝေးတိုက်နဲ့ကြားမှာယာရီရှိလားမောင်ဘိုးကရဲ့ ဟာမဟုတ်ဘူးဆရာကြီးအဲ့ဒီဘက်မှာဘာရခင်းမှမရှိဘူးတိုးတွေပဲရှိတာဗျ။ဩဒါဆိုရင်ကဝေတိုက်ကတိုးထဲမှာပေါ့။ဟုတ်တယ်ဆရာကြီးဟိုတုန်းကတော့လက်ချိုးထင်းလေးပါလေလိုချင်အဲ့ဒီတိုးထဲမှာသွားပြီးထင်းခွေကြတာပဲဆရာကြီးရဲ့ဒီနောက်ပိုင်းကျတော့အဲ့ဒီဘက်ကိုဘယ်သူမှမသွားရတော့ဘူး။သွားရင်လဲမွေလိုက်လို့ပြေးရကျက်တက်လိုက်လို့ပြေးရနေဆိုတော့သွားရတဲ့သူကိုရှိတော့ပါဘူးဆရာကြီးရဲ့။အဲ့ဒီကဝေတိုက်ကိုသွားရင်ဘယ်လိုသွားရတော့ကွ။ ဒီကနေလက်ပံကုန်းကိုအရင်သွားရတယ်ဆရာကြီးလက်ပံကုန်းရောက်တော့မှအရှိထောင်းတက်လိုက်ရင်ကြည်တော်ကိုရောက်ရောဗျကြည်တော်ရောက်တော့မှတောင်ဘက်ကိုထွက်လိုက်ရင်တော်တွေ့တော့တာပဲဗျတော်ထဲမှာတော့လှဲလန်းရှိတယ်အဲ့ဒီလှဲလန်းအတိုင်းသွားရင်ကြည်တော်ရှင်မနေတဲ့နေရာကိုရောက်ရောဗျအထဲဝင်မို့ရောလွယ်ရလားမောင်ဘုကရဲ့ဟာဘယ်လွယ်မှာတုံးဗျကြည်တော်ရှင်မကသူ့နေရာကိုရွာလေးတရွာလိုကိုလှုပ်ထားတာဆရာကြီးရဲ့တကယ်တော့ဝိုင်းအကြီးကြီးပေါ့ဗျဝိုင်းကြီးလို့ရွာခရူတားတယ်လို့ကို စူးခက်တွေနဲ့တထားတာဗျ။လူမပြောနဲ့တိုးကောင်နေတောင်ဖောက်မဝင်နိုင်ဘူး။စူးခက်ခရိုးမှာအထူကြီးကာထားတာဗျ။ပြီးတော့ဝင်ပေါင်းနှစ်ပေါက်ပဲရှိတယ်။ဝိုင်းကြီးရဲ့အရှိမတစ်ပေါက်အနောက်ဘက်မှာတစ်ပေါက်ဗျ။ကျုပ်သွားပြီးစီရီဆန်နေပို့တဲ့အခါဆိုရင်တော့အရှိပဲအပေါက်ကပဲအမြဲဝင်နေ။စင်မတို့ဓာတ်တော်တို့မြောက်ကိုတို့ဘက်ကလူတွေရိတ်ခါလာပို့ရင်တော့အနောက်ဘက်အပေါက်ကဝင်ကြရတယ်ပြောတာပဲဆရာကြီး။နှုတ်အဲ့ဒီဝင်ပေါက်တွေမှာတကားတွေပါရှိလားကွ။ဟာရှိပါပြီလားဆရာကြီး။ တကားမှာအခိုင်အမာကိုလှုပ်ထားတာဗျ။တစ်သားတကားကြီးတွေကိုအထက်ကအမြဲတမ်းမင်းတို့ချပြီးပိတ်ထားတာ။ကျုပ်ကဘေရွာကလှဲပါ။နာမည်ကဘသူပါလို့အော်ပြောလိုက်တော့မှတကားကိုဖွင့်ပေးတာဗျ။ဒါဆိုရင်ဒီအပေါက်တွေမှာအဆောက်အအုံအမြဲတမ်းချထားရမှာပေါ့။ဘာဆောက်မှာတော့မတွေ့ဘူးဗျ။ကျုပ်အော်လိုက်ရင်တအောင်လောက်ရှိတာနဲ့တကားကြီးကသူ့လိုလိုပွင့်သွားတာဗျ။ကျုပ်လှဲမောင်းပြီးဝင်လိုက်တာနဲ့တကားကသူ့လိုလိုပြန်ပိတ်သွားတာ။တယောက်ယောက်ကအပွင့်ပိတ်လှုပ်ပေးနေသလိုတော့ရှိတယ်။ဒါပေမဲ့ လူကိုမြင်ရတာမဟုတ်ဘူးဆရာကြီးရဲ့အောင်မလေးဗျာပြောရင်းနဲ့ကြက်သေးတွေတောင်ထလာပြီဆရာကြီးရဲ့ကျုပ်ပြောပြနေတာကိုကြည်ရောရှင်မများတိသွားပြီတာမသိဘူးဗျဟာဟာဟာဒီလောက်လည်းမကြောက်ပါနဲ့မောင်ပိုကရဲ့ကျုပ်တယောက်လုံးရှိပါတယ်ကွမင်းရှင်မလည်းမသိတော့ပါဘူးကွဒါထက်ဝင်းကြီးတွေမှာအိမ်တွေရှိလားကွဟာရှိတာပေါ့ဆရာကြီးရဲ့ကျုပ်တို့ကရိတ်ခါပို့တဲ့သူတွေဆိုတော့ဝိုင်းကြီးတောင်ဘက်ကရိတ်ခါကြီးတွေကိုပို့ပေးရတယ် ကြည်တော့ကိုင်းနဲ့မိမနှစ်ယောက်ကတကားဖွင့်ပေးတယ်။သူတို့လည်းစုံးမာတွေပဲထင်မှရဲ့ဗျ။အဲ့ဒီကိုသွားရင်တဲရင်ငါလုံးလောက်ကိုကြော်သွားရတယ်ဗျ။တဲတိုင်းမှာမိမနှစ်ယောက်သုံးယောက်နေတာကိုတွေ့ရတယ်။ကြည်တော်ရှင်မကဝိုင်းကြီးရဲ့အလဲမှာအိမ်ကြီးတစ်လုံးနဲ့နေတာဗျ။သူ့အိမ်ရဲ့အရှိအနောက်တောင်မြောက်မှာတဲရင်ငါလုံး၆လုံးရှိတယ်။စုစုပေါင်းပညာသည်တွေနေတဲ့တဲကအလုံးစိတ်လောက်ရှိမယ်ဗျ။ဒါဆိုရင်ကြည်တော်ကဝေမရဲ့တပည့်စုစုပေါင်းက90ကျော်လောက်ရှိမှာပေါ့။ဟာ ရှိမယ်ရှိမယ်ဆရာကြီးအဲ့ဒီလောက်ရှိနိုင်တယ်ကြည်တော်မှာမောင်ပိုကနဲ့ရင်းနေတဲ့မိဆွေတွေပါရှိသလားကွဟာရှိတာပေါ့ဆရာကြီးရဲ့ကျူတူခုနှစ်ရွာမှာကဟိုတုန်းကတည်းကဟိုရွာဒီရွာလှည့်ပတ်ပြီးအိမ်အောင်ချပေးကြတာဆိုတော့အလုံးဟာဆွေရိတ်မကင်မျိုးရိတ်မကင်နေကြီးပဲဗျကြည်တော်မှာဆိုရင်ကျို့အဘဘကအမျိုးတွေမှာအများကြီးရှိတာဆရာကြီးရဲ့ဟာဒါဆိုရင်ဟန်ကြပြီပေါ့ကွကျုပ်တို့ကိုကြည်တော်ကစစ်ကြရတဲ့သူနဲ့ဆက်ပြီးစမ်းပါကွယ်ဒီတော့မှဖူးထွန်းကဝင်ပြောတာဗျ ဟာဒီအတွက်တော့မပူနဲ့ကိုလူပီကျုံညီအရင်ရဲ့သားကျုပ်တူအရင်မောင်ခင်းဆိုတာကြည်တော်မှာရှိတယ်ကွဟိုရောက်ရင်မောင်ခင်းအိမ်မှာတဲပါမောင်ခင်းဆိုတဲ့ကောင်ကကျုံငယ်တုန်းကလိုပဲအထက်လန်းဆရာတွေကိုအာကြီးယူသည်လေးစားတာကွကဲမနဲ့ပြမနဲ့ဆောဆောမောင်ပိုကာကကိုလူပီတို့ဆရာတပည့်ကိုကြည်တော်ကကျုပ်တူမောင်ခင်းအိမ်ကိုအရောက်ပို့ပေးလိုက်ပါကွပြီးတော့ဒီကိစ္စကိုအတန်နိုင်ဆုံးတူတူတိတ်တိတ်နဲ့လုပ်ရမယ်ကွကြည်တော်ကဝင်မကက ကိုလူပေတို့ရောက်လာတာကိုကြုံမသိတဲ့ကောင်းလေပဲစိတ်ချပါဘူးကြုံမနဲ့စောစောလှဲကောက်ပြီးလာခဲ့ပါမယ်အေးအေးမောင်ဘူးကရေအဆဆာရရစိတ်ချမယ်နော်စိတ်ချပါဘူးစိတ်ချပါဘူထွန်းရဲ့သားတွေနဲ့ချွေမာတွေလည်းຢာတွေကနေအစောကြီးပြန်လာပြီးကျုပ်တို့ကိုချက်ပြုတ်ကျွေးမွေးအဲ့ဝေပြူကြတယ်ဗျနောက်နေ့ရောက်တော့ကိုဘူကလိုက်ပို့လို့ကျုံနဲ့ဆရာကြီးကြည်တော်ရွာကိုရောက်တယ်ဘူထွန်းရဲ့သူကိုခင်ကဘိုးလူပေကိုတွေ့တွေ့ချင်းကြည်ညိုသွားရောဗျာ ဘူလူပီတည်ခြင်းနာတွေကိုကိုခင်ကအကုန်ပြောပြနိုင်တယ်။ဘာဖြစ်လို့တုံးဆိုတော့ကြည်တော်ရွာကရိတ်ခါတွေပူရတဲ့လူကကိုခင်ဖြစ်နေတာကိုဗျ။ဆရာကြီးဘာမှမပူနဲ့။ကဝေတိုက်ထဲကိုရအောင်ကြုတ်လိုက်ပို့ပေးမယ်။အဲ့ဒီအထဲကိုဝင်တဲ့လျှို့ဝဲအပေါက်ကိုကြုတ်သိတယ်။ကြုတ်လေဒီကောင်မကြီးတွေကိုဖြိုးပစ်ချင်တာကြာပြီဗျ။ဘူလူပီကလည်းအချိန်ဆွဲတတ်တဲ့သူမဟုတ်ဘူးဗျ။ရောက်တဲ့ညပဲကဝေတိုက်ကိုဝင်မှုဆုံးဖြတ်လိုက်ကြတယ်။ဒါကိုလေဆရာကြီးကကြုတ်ကိုပြောပြတယ်ဗျ။နောက်နေ့ဆိုရင် ြုတ်ရောက်နေတာကိုကြည်တော်ကိုဝေမသိသွားမှသိကြတယ်ကွဒီတော့သူမသိခင် ကိုကလက်ဦးမှုယူရမယ်မောင်တာတည်းရဲ့ဒါဆိုရင်လွယ်လွယ်လေးနဲ့ကိစ္စပြီးသွားမယ်ညာရှင်နိုင်လောက်မှကိုခင်ကကျုပ်တို့ကိုလိုက်ပို့တယ်ကဝေတိုက်ကိုဝင်ဖို့လျှို့ဝှက်အပေါက်ကိုကိုခင်ကဖြန့်ပေးတယ်ကြည်တော်ကိုဝေမနေတဲ့အင်ကိုလည်းလမ်းညွန်လိုက်တယ်သူကတော့ကြည်တော်ကိုပြန်သွားတယ်ဘိုးလူပေကကဝေတိုက်ထဲကိုရောက်တာနဲ့ကဝေမတဲ့ဆုံမရရဲ့ဆက်ကိုသိမ့်တယ်အချို့ကတော့ဆက်မသိမ့်မဲ့ချုပ်ထားလိုက်တယ် ကိုခင်ပြောထားလို့ကဝေမတွေကိုးွယ်တဲ့ကဝေနတ်ယုတ်ကြီးရုပ်ထုရှိတဲ့နတ်ကွန်းလေးကိုကျုံနဲ့ဘိုးလူပီအခက်ခဲမရှိပဲချက်ချင်းရောက်ခဲ့ကြတယ်။ဘိုးလူပီကပထမအတက်နဲ့စီရင်ထားတဲ့စီဖျောင်းနိုင်ကြီးတတိုင်းကိုကဝေနတ်ကြီးရဲ့ရှေ့မှာထွန့်ပြီးတော့အမိန့်ပြန်တယ်။ပထမပုပ်ကိုကြီးတွေရဲ့အမိန့်အရကျုပ်ဒီနေရာကိုရောက်လာခဲ့တယ်။တင်တို့အားလုံးရဲ့ဆက်တွေကိုကျွန်ုပ်သိမ်းလိုက်ပြီ။တင်တို့ရဲ့ပညာတွေထုတ်လို့မရပိတ်သွားစေမြုံသွားစေ။ ဒီအမိန်ကိုအာခံတဲ့စုံကဝေကတော်မောက်လုံးမောက်ပြားအလုံးလောင်မီးကြသလိုပူလောင်ကျွမ်းနိုင်ကြစေအထက်ဆရာကြီးအလုံးရဲ့အမိန်ကျွန်ုပ်ဆရာမောင်လူပိရဲ့အမိန်လို့အမိန်ပြန်ပြီးတာနဲ့မြေပြင်ကို ဖနှောင်းနေပေါက်လိုက်တယ်ဗျဝုံငနေကဝေနယုတ်ကြီးရှေးမှာထွန်းထားတဲ့စေဖျောင်းတန်ကြီးကမီးတောက်ကြီးတက်သွားပြီးကဝေနယုတ်ကြီးရဲ့နှာခေါင်းပေါက်နားပေါက်တွေတဲကိုမီးတောက်တွေဝင်သွားတယ်ဗျခဏကြာတော့ ကဝေနယုတ်ကြီးတခုလုံးမီဟုံဟုံထတောက်တော့တာပဲဗျမောင်တာတီစေဖျောင်းနယ်ယူလိုက်ကျုပ်လဲစေဖျောင်းနယ်ကိုကြပြာကြရပြည့်ပြီးနှုတ်ယူလိုက်တယ်ဗျမီးမုတ်ပြီးလွဲ့အီထဲထည့်ထားလိုက်အမလေးတော်သေပါပြီတော့ကေကြပါဦးရှင်မရဲ့ပူလာကြီးရဲ့တော်ဟာကဝေတိုက်ကြီးတခုလုံးအော်တန်ဟစ်တန်တွေနဲ့ကြွက်ကြွက်ကိုညံသွားတော့တာပဲဗျဟာမီးလုံးကြီးဗျကျုပ်တို့ရှင်နာမှာပြန်နေတာဗျတတိထောင်းမောင်တာတီ ဒါလောင်မီးကဝေးကွတုတ်ချုံလို့မရတဲ့ကဝေးမှာပဲကွဒီကောင်မနဲ့သူ့တခင်မနှစ်ယောက်ပဲကြံပါပါကွကြံနာတွေကတော့သူတို့တဲတဲမှာလူးလိမ်နေကြပါပြီဘိုးလူပီကပျော်ပျော်ဆူဆူနဲ့အင်းတချံနှိုက်ပြီးကျုပ်တို့ဘက်ကိုတဲတဲကြီးနှိမ်ပြန်လာတဲ့မီလုံးကြီးစီကိုလက်ထဲကအင်းနဲ့ပြစ်လိုက်ရောပြိုဝုန်းငနေမီးတော့ကြည့်ဗျာနင်းနုံနုံမဟုတ်ဘူးပြိုကဝေးတိုက်ကြီးတစ်ခုလုံးလင်းထိန်သွားတာနေပယ်လာမှတ်ရတယ် လောင်မီးကဝေမရဲ့ဆက်တွေကလည်းဖြာထွက်လာတာဘိုးလူပေကဆက်တွေကိုလက်နဲ့ရမ်းပစ်လိုက်တာဆက်တွေကကျုပ်တို့ဘက်ကိုရောက်မလာတော့ပဲဘေးဘက်တွေကိုထွက်သွားရောပြုလောင်မီးကဝေမရဲ့အဖြစ်ပြက်ကိုတည်သွားတဲ့ကြည်တော်ကဝေမက ကိုယ်တိုင်ထွက်လာတော့တာပေါ့ဗျာဟဲ့ဘေကအကောင်ငါ့နေမျိုးကိုကျူးကျော်လာတာတော့ကြည်တော်ကဝေမအချောင်ကိုနင်းနေမှမကြဘူးလို့လာပြီးဆန်းလာလားဟိုနောက်အကောင်ပေါက်ဆလေးကိုဘာလို့ခေါ်လာတာတော့ ကဝေနတ်ကြီးကိုရစ်ပူစော်ဖို့လားကြည်တော်ကဝေမကအယက်ရှိရှိထွားထွားကြမ်းကြမ်းကြီးဗျဟဲ့ကြည်တော်ကဝေမနင်တို့ကိုးကွယ်တဲ့ကဝေနတ်ကြီးလားမီးလောင်ပြီးပြာတောင်ကြတော့မေနင်ကတော်တော်စွာတဲ့အကောင်ပဲကဲရော့ကြည်တော်ကဝေမရဲ့ဆက်နင်ခံနိုင်ရင်ခံပြီးတော့မခံနိုင်ရင်တော့မตาပေါ်ပြီးသားမှတ်ပြီးတော့ဟေ့ဟာ ကြည်တော်ကဝေမဆက်တွေလှုပ်ပြီးပြို့ဆက်တွေကတဝင်းဝင်းတက်လက်လက်နဲ့ဘိုးလူပေစီကိုပြေးဝင်လာတာဗျဘိုးလူပေက အင်းတစ်ချက်ကိုလက်မကျစ်ကျစ်ပါအောင်စုပ်ပြီးအစင်သင့်စောင့်နေတယ်ဗျို့ဟော်ပြစ်ပြီးပြို့ဘိုးလူပေအင်းပြစ်လိုက်ပြီဟာကြည်တော်ကဝေမလှုပ်လိုက်တဲ့ဆက်တွေအပိုင်ပိုင်ပြတ်ထွက်သွားပြီးပြို့ကြည်တော်ကဝေမကိုယ်တိုင်ညီကြီးဘော်ကိုဖိနှိုင်းရဲလဲကြသွားပြီးပြို့ဒါပေမဲ့ကြည်တော်ကဝေမကချက်ချင်းထပြီး သပင်ကိုဖြည်းပြီးဖားလျားချလိုက်တယ်ဗျ။ဆရာကြီးဘူးလူပေးရဲ့အကျင့်ကို ကျုပ်ကတီးပြီးသားဗျ။ဘယ်တော့မှအချင်းဆွဲတဲ့ပုံကိုမဟုတ်ဘူး။လှုပ်ဆရာရှိတာမြန်မြန်လှုပ်တတ်တဲ့ပုံကိုပြု။ကြည်တော်ကဝေမာကကောင်းငင်ကိုတစ်ချက်မော့ကြည့်တယ်ဗျ။နင်းဒီလိုစက်ကျိုးနင်းပြီးထွက်ပြေးလို့လွတ်မယ်ထင်သလားကဝေမာရဲ့။ယူသားတဲ့တောင်သူတွေအပေါ်မှာဘိုးကြပြီးအနိုင်ကျင့်နေတဲ့နင့်လိုဟာမျိုးကိုဟောဒီလိုပွဲသိမ်းလိုက်။ကဲဟာ။လို့ပြောပြီးသားနဲ့ဘိုးလူဘေးကအင်းတစ်ချက်ပြစ်သွင်းလိုက်ရောပြော။ ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူတူမိโกလုံးကြီးထွက်သွားရောဗျအခိုးငွေတွေညင်ပြီးတဖြည်းဖြည်းပျောက်သွားတော့မြေကြီးမှာဆန်းဆန်းကြီးလဲကျနေတဲ့ကြည်တော်ကဝေမကိုတွေ့ရတော့တာပဲဗျာဆရာကြီးဘိုးလူပေကအချိန်ဆွဲတဲ့သူမဟုတ်ဘူးလေကဝေတက်ဖြက်အင်းကြီးကိုပြစ်သွန်းလိုက်ပုံရတယ်ဗျာပထမန်းအင်းကတော့ပြင်းချက်များဘိုးလူပေကလက်ဦးသွားလို့ပွဲကခဏလေးတိမ်သွားတော့တာဗျာခဏကြာတော့လူသန်းတွေကြားနေရတယ်ဗျာလက်ဆတ်တော့ ကိုခင်ကကြည်တော်နဲ့လက်ပံငုံကလူတွေစုပြီးကဝေတိုက်ကိုဖျက်ဖို့ဝင်လာတာပြို့ရွာသားတွေရဲ့ညာတန်ပြီးပြီးဝင်လာတဲ့အတန်းကြောင့်ဆက်ငင်ဆက်ငင်ဖြစ်နေတဲ့ကဝေမတွေနဲ့ဆုံးမတွေကကြောက်လန့်တကြဖြစ်ပြီးအသက်ချမ်းသာပေးဖို့တောင်းပန်ကြရောပြို့ဆရာကြီးဘူးလူပီကအားလုံးကိုပညာတွေစွန့်ခိုင်းပြီးရွာသားကြီးတွေလက်ထဲကိုအပ်လိုက်တယ်ဗျကျုံတဲ့ဘူးလူပီကတော့နောက်တနေ့မှပြန်လာခဲ့ကြတာပေါ့ဗျာ ီယာတာတိရေးသားထားတယ်။ကဝီတိုင်းဆိုတဲ့ဝိထုထုလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ဒုခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။